ဘဝမှာအောင်မြင်တဲ့လူတယောက်ဖြစ်ဖို့အတွက် အချိန်လုံးဝမဖြုံးပါနဲ့။နံပါတ်၄ချက်အပျော်ပါးတွေကိုလျှော့ပါ။နံပါတ်၃ချက်ကိုပင်ပင်မမရှာဖွေထားတဲ့ငွေကိုအလွယ်တကူမသုံးပါနဲ့။တတ်နိုင်သမျှချွတ်တာပြီးတော့စုပါ။နံပါတ်၄ချက်အားလက်တဲ့အချိန်လေးမှာစာဖတ်ဖြစ်အောင်ဖတ်ပါ။နံပါတ်၅ချက်ပတ်ဝန်းကျင်ကိုပြန်လည်ပြီးတော့ဘယ်တော့မှမတုံ့ပြန်ပါနဲ့။ခံမင်းစိတ်ထားပြီးတော့ကြိုးစားပါ။နံပါတ်၆ချက် အပြောအဆိုကိုအမူယာနှုတ်အမူယာယဉ်ကျေးတိမ်မွေ့အောင်နေပါနံပါတ်9ချက်အလောက်တစ်ခုလောက်တော့မယ်ဆိုရင်ဘယ်အလောက်ကိုပဲဖြစ်ဖြစ်အကျွေးမထားပါနဲ့ပြပြအောင်လုပ်ပါနံပါတ်10ချက်လက်ရှိကိုလုံနေတဲ့အလောက်ကိုတစ္ဆာရှိပါ လေးစားပါနံပါတ်9ချက်အဲ့ရထလုံးဝမပြင်းပါနဲ့နံပါတ်10ကတော့ရီမန်းချက်ထားပါရီမန်းချက်မဲ့မနေပါနဲ့နောက်ပိတ်ဆုံးနံပါတ်17ကတော့အရေးကြီးဆုံးပဲ ကျမ်းမာရေးကိုအထူးဂရုစိုက်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြ